ရှုံတဲ့လက်ရဲ့မပြီးသေးတဲ့ပြိုင်ပွဲဒုတိယတန်းဖတ်စာအုံ၌ပါရှိသောပထမဆုံးပြိုင်ပွဲတွင်ရှုံကရှုံနေသွားတဲ့အတွက်နောင်တရပြီးနောက်တစ်ချိန်ထပ်ပြိုင်ဖို့လက်ကိုကန့်လန့်လိုက်ပါတယ်။လက်ကလည်းချန်ပီယံစုကိုကာခွေဖို့အတွက်တော့လည်းကောင်းအနိုင်နဲ့မပိုင်ခြင်းနဲ့အတွက်ရှုံရဲ့ကန့်လန့်ချက်ကိုလက်ခံလိုက်ပါတယ်။ဒုတိယအချိန်ပြိုင်ပွဲမှာရှုံကသူ့အမားကိုသင်ခန်းစာယူပြီးအပြင်းမကြီးပဲ မရမနာပြေဖို့ရဲ့တစ်ဖက်သားကို အချိန်မသေးဖို့ရဲ့ပြင်ဆင်လာခဲ့ပြီးဒုတိယအချိန်ပြိုင်ပွဲမှာရှုံကနိုင်လိုက်ပါတော့တယ်။ဒါပေမဲ့ပြိုင်ပွဲကအဆုံးမသက်သေးပါဘူး။ဒုတိယအချိန်မှာလိတ်ကချန်ပီယံဆူကြီးကိုရုံကိုလွဲပေးလိုက်ရတဲ့အတွက်တတိယအချိန်ထပ်ပြိုင်ဖို့ရုံကိုကမ်းလှမ်းလိုက်ပါတယ်။ ဒီတခါလိတ်ကပြေးလန်းချောင်းကိုသူကိုယ်ရိုင်းရွေးချယ်လိုက်ပါတယ်။ယုံကလည်းချန်ပီယံဆုကိုကခွဲဖို့စိတ်လှုပ်ရှားနေပါတယ်။မယက်မနောအပြေးမကြီးပဲပြေးရင်သူနိုင်ပြန်လိမ့်မယ်လို့ယုံကသူ့ကိုယ်သူယုံစည်းနေပါတယ်။တတိယအချိန်ပြိုင်ပွဲလဲလှုပ်ရောယုံကမထင်မှတ်ပဲရှုံးပွဲနဲ့ကြုံတွေ့လိုက်ရပါတော့တယ်။အကြောင်းရင်းကလက်ရွေးချယ်ထားတဲ့ပြေးလန်းမှာမြစ်တစ်ခုပါနေလို့ပဲဖြစ်ပါတယ်။ အဲ့ဒီမြက်ကိုလက်ကကုခတ်နိုင်ပေမယ့်ယုံကမကူးနိုင်ခဲ့ပါဘူးအဲကြောင့်ယုံကရှုံးခဲရတာဖြစ်ပါတယ်လက်ရွေးချယ်တဲ့ပြေးလဲဟာ သူနဲ့မကိုက်ညီတဲ့အတွက်သူရှုံးရတယ်လို့ယုံကမကြေနပ်ပြန်ပါဘူးလေးချိန်မြောက်ထပ်ပြိုင်ဖို့လက်ကိုထပ်စိန်ခေါ်လိုက်ပြန်တယ်ဒီတခါတော့ပြေးလန်းကိုယုံပဲရွေးချယ်လိုက်ပါတယ်။လေးချိန်မြောက်ပြိုင်ပွဲမှာကြပြန်တော့လေလက်ကထက်ရှုံးပြန်နေ။ယုံရွေးချယ်တဲ့ပြေးလန်းမှာ ကြောက်တောင်ကုန်းတစ်ခုပါလာလို့ပဲဖြစ်ပါတယ်။ဒါကြောင့်လက်အတွက်ရှုံးကိန်းဆိုင်တဲ့ပြေးလန်းဖြစ်ခဲ့ပါတယ်။ပြိုင်ပွဲကမပြီးသေးပါဘူးနောက်ဆုံးချန်ပီယံစစ်ကိုအဆုံးဖြတ်ပေးမယ်၅ချိန်မြောက်ပြိုင်ပွဲကိုဆီစဉ်လိုက်ပါတယ်၅ချိန်မြောက်ပြိုင်ပွဲမှာတော့ပြေးလန်းချောင်းဟာမမြတတဖြစ်သွားအောင်မြစ်တစ်ခုရဲ့ကြောက်တောင်ကုန်းတစ်ခုရဲ့ပါလာပါတယ်နှစ်ဦးစလုံးအတွက်တော့အရေးပါတဲ့ပြိုင်ပွဲဖြစ်နေလို့ပါပဲပြိုင်ပွဲလဲ စရောတယောက်စလုံးအတွက်ပြေးလဲဟာအကြက်တဲဖြစ်နေပါတယ်ဒီတိုင်းသာဆိုရင်ဘသူမှတန်းတိုင်ရောက်ဖို့အလားအလာမရှိပါဘူးအကြောင်းငါးချိန်မြောက်ပြိုင်ပွဲမှာတော့တယောက်ကိုတယောက်ဖိမရင်ကုညင်းရင်းနဲ့ပဲတန်းတိုင်ကိုအတူတူရောက်သွားပါတော့တယ်မြောက်စလုံးလေးမောကြလို့ရှင်မာပီတီကိုစီနဲ့အတူတကချန်ပီယံဖြစ်သွားပါတော့တယ်